င်းနေအကြောင်းအရာလေးရတော့ဘောနော်ဒီပုံမှန်ရေးထားတဲ့အတိုင်းပဲမိဘကျေးဇူးဆိုတာဆက်တိုင်းလည်းမကောင်းဘူးဆိုရဲဟောပြောချင်တာမဟုတ်တော့ဒီနေ့ကတငယ်ချင်းတယောက်နဲ့ဖုန်းပြောလိုက်တဲ့အချိန်မှာသူလဲငိုကိုလဲငို तू ကစင်ကာပူနိုင်ငံမှာအလုပ်လုပ်နေရပါဘောနော်အဲကျိုးပြောထားမယ်နော်ဒီဗီဒီယိုသူဆီကဖွင့်ပြချက်ရပြီးမှပြန်တင်တဲ့ဗီဒီယိုဖြစ်ပါတယ်ဆက်ဆက်ရကြိုင်များတော့ကြော်သွားပါဘောနော်ဒီကပြောချင်တာဘာလဲဆိုတော့နိုင်ငံသားမှာအလုံးလုံးနေတဲ့ တာသမီးတွေရဲ့ခံစားချက်ကိုမိဘတွေနားလည်စေချင်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့သူကစင်ကာပူမှာအလုံးလုံးနေတာ6နှစ်လောက်ရှိပြီ။သူကအဲ ID နဲ့ပေါ့နော် ID နဲ့အလုံးလုံးနေတာ။သူကကိုယ့်ထက်လားစားလည်းအများကြီးကောင်းတယ်။သူကအိမ်ကိုတလားကို340ပို့တယ်။စားပြီးတောက်ပြီးပေါ့နော်။စားပြီးတောက်ပြီး340ပို့တယ်။ပြောချင်တာလာပြီပြောချင်တာဗာလဲဆိုလို့ရှိရင်သွားတလောက်ကိုအတက်တင်340ပို့တယ်စားပြီးတောက်ပြီးပေါ့နော် ကဒတင်သိန်း40ပို့တာမှာအခု6နှစ်ကြာပြီးတော့သူ့ရဲ့အမေကကန်ဆာယောဂါဖြစ်တယ်ကန်ဆာယောဂါဆေးစစ်ကြည့်တဲ့အခါမှာကန်ဆာယောဂါဖြစ်တယ်ကန်ဆာယောဂါကနောက်ဆုံးဆင်းဖြစ်တယ်ပေါ့နော်နောက်ဆုံးဆင်းဖြစ်တဲ့အချိန်မှာသိလိုက်ရတယ်အဲ့ဒါအခုဆေးကုကြမယ်ဗာညာဆေးရုံတင်ရမယ်ဆိုတော့ငါပြဿနာဆတယ်အခုသူက6နှစ်လောက်ရှိပြီပေါ့နော်ဇက်တိုက်သူ့အိမ်ကို30ပို့တယ် ိလေးတွေပို့တဲ့မှာသူသူတို့မိသားစုတွေရပါတော့။သူတို့မိသားစုနည်းနည်းများတယ်။မိသားစုများတယ်ဆိုပေမဲ့လို့လူလူကသူတယောက်ပဲရှိတယ်။ကြံတဲ့လူတွေကသူတို့ရဲ့အိမ်တော်နေနဲ့သူတို့အိမ်ခွဲနေကြတယ်။အိမ်မှာသူ့အမေရဲ့သူ့အမေရဲ့သူ့ရဲ့အတော်ရဲ့နှစ်ယောက်ပဲရှိတာပေါ့နော်။အဲ့ဒီမှာဘာလဲဆိုတော့သူပိုးသမြငွေတွေကိုသူကသူ့နောက်ကတသမီတွေရဲ့သူ့ရဲ့မြီးတွေပေါ့နော်တသမီတွေရဲ့မြီးတွေကိုအကုန်ပြန်ပေးတယ်။ ြီးလို့ရှိရင်ဟိုသူ့ရဲ့ရွာအမျိုးတွေကိုပြန်ပြီးတော့ထောက်ပံ့တာပေါ့ထောက်ပံ့တော့ဒီလိုမျိုးယောဂကြီးကြီးမားမားဖြစ်လာတဲ့အခါမှာကဲကုစရာကုကြမယ်စုထားတဲ့ပတ်စံရှိလားဆိုတဲ့အခါကျတော့ပြဿနာဆရာပေါ့နော် ်သူ့အမေစီမှာကင်ဆာယောဂါနောက်ဆုံးအဆင့်ဆိုတာသိလိုက်ရတဲ့အချိန်မှာသူ့အတော်ကသူ့စီကိုလှမ်းပြီးပုံချန်လာရပါတော့ဟဲ့ညင်မေညင်မေကတော့ဒီလိုဒီလိုဖြစ်နေတယ်ဘယ်လိုလုပ်မလဲဆိုတဲ့အချိန်မှာသူမြန်မာနိုင်ငံကိုတစ်ခေါက်အလေးပြန်လာတယ်ပေါ့နော်ဆေးရုံကိစ္စရေးသူ့အမေရဲ့အဲ့လိုဖဲစိမ့်ဖို့တွေဘာတွေအကြောင်းမလို့ဖြစ်သူမြန်မာနိုင်ငံကိုပြန်သွားတဲ့အချိန်မှာအမေသူလှဆင်ပို့နေတဲ့ငွေတွေဘယ်လောက်ရှိပြီလဲဆိုမေးလိုက်တဲ့အချိန်မှာဘန်းဆောင်ထဲမှာတရားမှရှိမနေခဲ့ဘူး အပြားမရှိမလို့ဟဲ့အမေဘာတွေလောက်တာလဲပေါ့အိမ်လဲជីជីမမဆောက်ထားတာမတွေ့ဘူးအမေမှလည်းရွှေတဲလဲငွေတဲလဲမတွေ့ဘူး तू က6နှစ်တာလုံးကို तू တစ်ခါမှမစစ်ခဲ့ဘူးပေါ့နော် तू तू အမေကို340ပို့ခဲ့လာစဉ်340ပို့ခဲ့ပြီမဲ့အမေဘာတွေတုံးလဲပါညာဆိုတစ်ခါမှမစစ်ခဲ့ဘူး तू အမေစိတ်ချမ်းသာပါစေတော့ဆိုပြီးတော့အခုမှဒီလိုတွေစိတ်ကူးရမယ်အမေစုထားတဲ့ပတ်စံရှိလားဘယ်လောက်ရှိလဲဆိုဘန်ဆောက်ကိုကြည့်လိုက်တဲ့အချိန်မှာဘန်ဆောက်ကလုံးဝ0ဖြစ်နေတဲ့အခါမှာ င်းကြမှာသူ့အတော်ကအကုန်ပြောပြတယ်ပေါ့နော်လာစဉ်လာတိုင်းသူ့ရဲ့ကျန်တဲ့မောင်နှမတားချင်းတွေကသူပစံပို့လိုက်တဲ့အချိန်ဆိုလာချင်းဆိုအိမ်ရောက်လာတယ်အဲသူတို့တာသမီးတွေပေါ့နော်မြီးတွေကဒီကအကြောင်းသေးကဘလောက်မလို့အမေသူသမီးရဲ့ယောက်ျားစီပွားရေးလေးကအဆင်မပြေလို့ပြီးလို့ချင်းဘာဖြစ်လို့ညာဖြစ်လို့အိမ်စရိတ်တွေကဘာဖြစ်လို့ဆိုပြီးတော့အမျိုးမျိုးသောအကြောင်းအရာတွေနဲ့သူ့အိမ်ကိုသူ့အမေဆိုမျက်ရည်ကန်ထိုးတာပေါ့ကမိဘဆိုတော့လေကိုသားသမီး ဟိုမျက်ရည်လေးဆန်းတဲ့ဆန်းတဲ့ဆိုတော့မကြည့်ရတာနဲ့ကဲရော့အင်းဒါဘလောက်ဒါမြည်လေးចောင်းသေးရိတ်ဒါမြည်တို့အိမ်သုံးစီးရိတ်ဆိုတော့အဲ့လိုမျိုးပြေးတာပေါ့နော်လာစင်လာတိုင်းပြေးတဲ့အခါကျတော့မိသားစုတစုလည်းမဟုတ်နှစ်စုလည်းမဟုတ်ဟိုရွာအမျိုးတိတယ်မလားဟိုဆွေမျိုးဆိုတာလည်းပတ်ဆိုင်ရှိလို့ရှင်အရန်ဆွေမျိုးတော်ကျင်ကြတာဆိုတော့လေအဲ့အဲ့လိုမျိုးလာစင်လာတင်ပို့တဲ့အခါကျတော့သူ့စီမှာလည်းအဖက်မတင်ဘူးအဲ့တော့သူကလုံးဝစိတ်တိုးပြီးတော့ တို့စိတ်တို့ပြီးတော့အမေကိုခယူနာတော်တော်နဲ့ပြောမိတာပေါ့နော်။ဟောအမေရဲ့သူ6နှစ်လုံးလုံးသူများနိုင်ငံမှာပေါ့။သူများရဲ့ဟိုအနှိမ်ခံပြောဆိုခံဒါတော့မှနော်သူတို့ပညာရှင်အနေနဲ့ ID ပညာရှင်အနေနဲ့သွားတာဆိုပြင်မယ်လို့နိုင်ငံသားဆိုတာလေသူများရဲ့နိုင်ငံဖြစ်တာတကြောင်။ပြီးရင်ဘာသာစကားမတူတာတကြောင်ဆိုတော့စိတ်ဖိစီးမှုတန်တယ်အများကြီးခံရတယ်ဒါကိုရီးယားနိုင်ငံ ကြားကိုရောက်နေတဲ့လူချင်းချင်းမလို့နားလေတဲ့ဘလောက်ပဲအလုံးမပင်မမှုရေပြောပြောစိတ်ပင်မမှုကံတွေကတော့လုံးဝရှိတယ်ပေါ့အဲ့လိုမျိုးဆိုတော့သူ့ရဲ့ခံစားချက်ကိုလည်းနားလေတယ်အဲ့ဒီမှာသူလုံးဝချုံချုံချောက်ဟိုပြီးတော့ကိုယ့်စီကိုလည်းဖုံးနေဆက်ကိုကလည်းဘာမှမကူညီနိုင်ခါတော့ရင်ဖွင့်တာပေါ့တကယ်ချင်းရေပေါ့နော်အဲ့လိုအလိုရှိရေပေါ့အဲ့သူလဲငိုကိုလဲငိုအဲ့ဒီအချိန်မှာသူသူကတော့ ဟိုသူ့အမေယောဂါကိုတော့ဘယ်လိုနည်းနဲ့ဖြစ်ကုမယ်လို့ဆိုပေမယ့်လို့ကျန်တဲ့သားသမီးတွေကအဲ့နဲ့သားသမီးတွေနဲ့တိုင်မယ်လားပေါ့နော်အမေမှဒီလိုဒီလိုဖြစ်နေတယ်ဘယ်လိုလုပ်ကြမလဲဆိုတော့အချိန်ကြတော့လုံးဝအဲ့ကျန်တဲ့သားသမီးတွေကပေါ့နော်လုံးဝငါတို့ကတော့အိမ်ငှားနေရတာမလို့ဒါကြောင့်မလို့ညာကြောင့်မလို့အဆင်မပြေဘူးနေရတော့လူလွတ်ပဲနေမယ် တက်နန်တလောင်းလေးလှုပ်ပေးလိုက်ပါဆိုတဲ့ပုံစံမျိုးတွေဖြစ်လာရဲပေါ့နော်အဲ့ဒီအချိန်မှာ तू ကလည်းလုံးဝစိတ်သက်တည်းကြ6နှစ်လုံးလုံး तू ဘာအတွက်ဒီစင်ကာပူနိုင်ငံကြီးမှာပေါ့နော်ဘာဘာလုံနေခဲ့တာလဲဆိုပြီးတော့သူကိုယ်သူအပြစ်တင်နေခဲ့တာပေါ့နော်အဲ့တော့ဟောမိဘကျေစုဆက်နိုင်လည်းမကောင်းဘူးဆိုတာမိဘကိုစော်ကားတာတော့မဟုတ်ဘူးဒါပေမဲ့လို့ကိုပို့လိုက်တဲ့မွေကိုကိုမိဘကလည်းဟိုစီစဉ်ခွဲခြားတတ်ဖို့လိုတယ်ပေါ့နော်ဟော ့ရဲ့ဒါနမီရတခြားနိုင်ငံမှာဘလို့နေရတယ်ဘလို့ထိုင်ရတယ်ဆိုတာကိုပြန်တွေ့ပြီးတော့ဒါနမီအတွက်ကိုလည်းအဲ့ဒါနမီအတွက်ကိုလည်းအဖက်တင်အောင်တခုခုလှုပ်ပေးစီခြင်းနေပေါ့နော်ဒါတော့သူများရဲ့အတွင်းရင်းမလို့တိတ်ပြီးမပြောချင်ဘူးဆိုပေမဲ့လို့အဲ့လိုမျိုးမိဘတွေရှိတယ်ဆိုတာပေါ့ဒါတော့မှနော်ဟိုသူတို့မိသားစုကဘယ်လိုပြောရမလဲဟိုလိုလောင်းကစားတွေပါရင်လုပ်တဲ့မိသားစုမဟုတ်တဲ့အတွက်ကြောင့်မလို့ အဲ့မဲ့လို့သူတို့ထဲမှာလက်ထဲမှာတပြားမှမကြံဘူးဆိုတော့လူတယောက်ရဲ့ခံစားချက်ကိုလည်းစဉ်းစားကြည့်လေနော်သူများနိုင်ငံမှာသွားပြီးတော့အလုံးလုံးနေတယ်သူသူတမီးကလည်းချစ်ချုပ်ပြီးတော့ပို့တယ်ပေါ့နော်ဟိုပြောရရင်ကြောက်ကြော်လေးနဲ့ပြီးသွားတဲ့နေ့လည်းရှိတယ်ငပိရင်နဲ့ပြီးသွားတဲ့နေ့လည်းရှိတယ်ကွာနိုင်ငံသားရောက်နေတဲ့လူတယောက်ပြတ်သွားတာအားလည်းစိတ်ပင်မနေအဲ့လိုမျိုးနေကြတော့ကိုသားသမီးရဲ့မျက်နှာလေးကိုလည်းပြန်ကြည့်ကြပါဦးလို့နော်ပြောချင်တာတအားဟိုဒေါ့ ကုတ်မိဘဆိုတော့လေဒေါသထွက်လဲခတ်သူ့မှာလေအဲ့တော့သူရင်ဖွင့်စရာလို့မရှိမောင်နှမတွေဆိုတော့လေဘာမှလို့ပြောရမလဲဟိုဝင်းနှလားကဆိုတော့လေဘာမှအာမကိုရဘူးဖြစ်သွားတဲ့အခါကျတော့အခုသူတယောက်ထည့်ရပဲဒိုင်းကန်ပြီးတော့သူ့မိဘရဲ့စေယုံစရိတ်တွေအကုန်သူပြန်ရှာရတော့မယ်ပေါ့နော်သူစင်ကာပူကိုပြန်သွားရတော့မယ်ဒီဘက်မှာလေသူ့အမေကိုကြည့်ပေးဖို့အတွက် next day ပိုင်းငှားရတော့မယ်အချိန်မှာသူ့လက်ထဲမှာလို းကအဆင်မပြေဖြစ်တော့အဲ့ခံစားချက်ကြီးကိုနားလေတယ်ပေါ့တော်တော်လေးတနာဖို့ကောင်းနေအဲ့ကြောင့်ဟိုနိုင်ငံသားရောက်နေတဲ့မိဘတွေကလည်းကိုသားသမီးပို့လိုက်တဲ့ငွေကိုဟိုလူလာတော့လူပေါ့နော်လူရစ်တန်းပြေတချို့ဆိုလေအဲ့လိုအလှကြီးတွေလို့ပြီးရင်သားသမီးပြန်လာရင်ဘာမှမကြမ်းအဲ့လိုမျိုးတွေမဖြစ်အောင်လို့နည်းနည်းပါးပါးဟိုလူလာလဲလှူကြပေါ့နော် ကိုသားသမီးရှေ့ရေးအတွက်ကိုလည်းပြန်ပြီးတော့စဉ်းစားကိုသားသမီးရှေ့ရေးအတွက်ကိုလည်းစဉ်းစားပြီးလို့ရှိရင်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုလည်းစဉ်းစားပြီးတော့ဆုတောင်းတင်တာဆုပြီးတော့ဝေးဆိုတာပြန်ဆိုင်ရတာပဲဆိုတော့နားလဲပေးမယ်လို့အခုလိုမျိုးကင်ဆာယောဂါနောက်ဆုံးအဆင့်လုံးဝမကုမနေရခွဲစိတ်ရတော့မယ့်အချိန်နေရောက်တဲ့အခါကျလို့ရှင်လို့ဘသူ့ကိုတွားပြီးတော့အကူအညီတောင်းလို့ရွှေမျိုးဆိုတာလေရွှေရှိမှအမျိုးတော်ကျင်တာဆွေဟိုရွှေငွေရှိမှအမျိုးတော်ကျင်တာပေါ့နော်အဲ့ကြောင့်မလို့ တခုခုဆိုလို့ရှိရင်ကိုဒုက္ခရောက်ရင်ကိုပဲတည်တာဆိုတာလေဘု து ဆရာမှာအကူညီတောင်းလို့မရလို့မလို့အခုဆိုရင် तू ပေးလိုက်တဲ့ရွှေမျိုးတွေကလည်းဘလို့မှပြန်ပြီးတော့ကိုယ်ပြန်မကြည့်ကိုသားသမီးတွေကလည်းကိုယ်ပြန်မကြည့်နိုင်ဆိုတော့လုံးဝဟိုလုံးဝ तू စိတ်တက်ကြရယ်ကွာဟိုကင်ဆာရောဂါဆိုတာလည်းစိတ်နဲ့ပိုဆိုင်နေတည်တာစိတ်တက်ကြလို့ရှိရင်လုံးဝသွားပြီဒါပေမဲ့ तू ကတော့သူ့အမျိုးရအောင်ကုမယ်လို့ဆိုပေမဲ့လို့လည်း तू ကြတော့လည်း တဖက်နိုင်ငံကြီးမှာပြန်ပြီးတော့အတက်ကပြန်ဆဆိုတဲ့ပုံစံနဲ့လောက်ရမှာဆိုတော့သူလည်းစိတ်လည်းကြမှာပဲလीနော်အဲ့ဒါမို့နိုင်ငံခြားရောက်နေတဲ့တန်းသမီးတွေကလည်းကိုမိဘကိုကြည့်လာတော့ပြန်ကြည့်ပေါ့နော်ဒါပေမဲ့ကို့အတွက်လည်းစဉ်းစားကို့ရှင်ရေးအတွက်ကိုလည်းစဉ်းစားကို့မိဘကျမ်းမာရေးအတွက်ကိုလည်းစဉ်းစားပြီးတော့ကို့ဘာကိုစုတန်းတင်တာလေးစုပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာပါနည်းနည်းဗီဒီယိုလေးရှင်းသွားရင်လည်းတောင်းပန်ပါတယ်